ဒီနေ့ကောင်းစဉ်နှစ်ခုဖြစ်တယ်ဘာမကောင်းစဉ်ကအသင်းတော်ဆိုတဲ့ကောင်းစဉ်ထဲမှာအသွေးအသား၌ဖျားသခင်ဤထင်ရှားခြင်းအသွေးအသား၌ဖျားသခင်ဤထင်ရှားခြင်းကျွန်တော်အဲ့ဒါကိုလေဗမာလိုလဲဖတ်တယ်အင်္ဂလိပ်လိုလဲဖတ်တယ် ပူပြီးမှတည်ခြင်းလို့ပူပြီးမှနားလဲခြင်းလို့ကိုကိုတိုင်းလဲစားခြင်းတယ်ထို့နည်း၎င်းကို စားရတဲ့ဥစ္စာကို ပြန်လဲလဲကျွေးမွေးခြင်းတကယ်တမ်းကြော့ဒီထဲမှာလीအသင်းတော်ဆိုတာလေအသွေးသား၌ဘုရားသခင်ရဲ့ထင်ရှားခြင်းလို့ပြောတဲ့အခါမှာပထမဦးဆုံးကအသွေးသားထဲမှာထင်ရှားခဲ့တာဘာလို့လဲဆိုရင်ဒါတော့ယေရှုထဲမှာဖြစ်တယ်အဲ့ဒီထဲမှာလीဘာပြောလဲဆိုရင် ဤအသင်းတော်မှာတဲ့ဖရာသခင်ဒီအသွေးအသား၌ထင်ရှားခြင်းရဲ့ဆက်လက်တိုးပွားများပြားလာခြင်းဖြစ်တယ်။အဲ့ဒီအသွေးအသားမှာထင်ရှားခြင်းကဖရာကဆက်လက်တိုးပွားများပြားဖို့ရည်ရွယ်။ဒါဆိုရင်ဆက်လက်တိုးပွားများပြားဖို့ဆိုရင်သခင်ယေရှုထဲမှာပဲရက်သွားတာမှမဟုတ်တာ။ရက်သွားတာမဟုတ်ဘူး။ အခုကျွန်တော်တို့ရဲ့အတ္တအထဲထဲမှာဒါကြောင့်မို့လို့အဲ့ဒီအောက်ကိုဆက်ဖက်လိုက်တဲ့အခါမှာလေအောစရာကောင်းတယ်နော်သူပြောတဲ့စကားဒီထဲမှာဗာပြောလဲဆိုရင်ကျွန်ုပ်တို့ဟာတဲ့သက်ဆိုင်ရာဒေတာ ਨੇ ဒီမှာကြည့်ဒေတာသက်ဆိုင်ရာဒေတာဆိုဖရာခင် ကိုကိုစိုက်ပျိုးထားသောဒေတန္တရအဲ့ဒါရည်ကြီးတယ် စိတ်ပြိုးထားတဲ့ဒီတန်ဒရမှာတဲ့အသက်ရှင်သောခရစ်တော်ရဲ့ကိုခန္ဓာတော်အဖြစ်ရှိတော်ခါကျွန်တော်တို့ကအဲ့ဒီခရစ်တော်ရဲ့ကိုခန္ဓာအဖြစ်ရှိတဲ့အခါကိုကိုယ်တိုင်ကဘာလို့ခြင်းခံရလဲစိတ်ပြိုးခြင်းခံဖို့လိုအပ်တယ်ကိုကိုယ်တိုင်ကရှောက်သွားခြင်းရရှောက်သွားပြီးမှ သခင်ရဲ့စိတ်ပြိုးခြင်းမခံရဘူးဆိုရင်မတွေ့ရမတွေ့ရမတွေ့ရဒီနေ့အသွေးသား၌ဖျားခြင်းဆက်လက်ပြီးမှ တိုးပွားထင်ရှားဖို့ရန်တည်းမတွေ့ဘာကြောင့်မို့လဲကိုကိုတိုင်းကကိုဘဝကိုကိုခီးမောင်းနေတာဟာဒီတစ်ပတ်ကဒီမှာပေါ်လာလိုက် နောက်တစ်ပတ်ကဟိုမှာပေါ်လာလိုက်နောက်တစ်ပတ်ကဟိုမှာဖခင်ကသူ့ကိုရယူလို့မရသူကသူ့ရဲ့စိတ်သက်နေပဲသူကခီး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 ဆက်နေဒါကြောင့်အဲ့ဒီသူကဘယ်တော့မှလည်းဘာမဖြစ်ဘူးလဲဆိုရင် ပုံပုံတရမ်းမပေါ်ခရစ်တော်ရဲ့ပုံတရမ်းမပေါ်ဒါကြောင့် ကျွန်တော်အနေနဲ့အမြဲတမ်းပါအားပေးလဲဆိုရင်ကိုယ့်ရဲ့အတ္တအแทထဲမှာဖခင်ကိုကိုတိဆောက်တယ်လို့ဒီနေရာမှာဖခင်ငါ့ကိုစိုက်ပျိုးထားတယ်ဒီနေရာမှာဖခင်ကငါ့ရဲ့ဝိညာဉ်ရကိုတိဆောက်ပေးတဲ့နေရာဖခင်စိုက်ပျိုးတဲ့နေရာဝိညာဉ်ရမှာကြီးထွားစေမယ့်နေရာဖြစ်တယ်လို့ဖခင်ရဲ့ဝိညာဉ်ထဲမှာစကားပြောခြင်းခံရတယ်ဆိုရင်အဲ့ဒီနေရာရှိဖို့အတွက်ဖြစ်တယ်ဓမ္မမဟုတ်ဒီနေရာကကျွန်တော်အတွက်မဟုတ်ဘူးတခြားနေရာမှာခိစ္စအမှရှိကျွန်တော်အမြဲတမ်းပြောတယ် တခြားနေရာမှာကိစ္စမရှိအဲ့ဒီနေရာမှာတစ္ဆာရှိစွာနဲ့ဘာလို့ဖို့အတွက်လဲစိုက်ပျိုးခံဖို့လိုအပ်တယ်ကျွန်တော်တို့ကတရက်ပြတပင်ကိုလေအိမ်မှာအိမ်မှာခြံရှိမှာစိုက်လိုက်ဒီနေ့နောက်နေ့ရောက်လာတော့ဟဲ့ခြံရှိမှာမကောင်းပါဘူးတွားလာတဲ့သူတွေများတယ်ခြံနောက်မှာပြန်ရွှေ့စိုက်လိုက်တယ်နောက်နေ့ခြံနောက်မှာဟာခြံနောက်မှာငါနော်ဟိုဟင်တင်ဟိွေးစိုက်ရမယ်နောက်တစ်နေ့ကျတော့ဘာဖြစ်လဲ ခြံလက်ဝဲဘက်ကိုရွှေ့ဆိုင်လိုက်ခဏနေကြိုက်ခြံလက်ရဘက်ကိုရွှေ့ဆိုင်လိုက်အဲ့ဒီတရက်ပင်ကလေနေရမရ နေရမရဒီနေ့ဖခင်ကကျွန်တော်တို့ရဲ့အသက်တာထဲမှာသူ့သားသမီးတိုင်းကိုဖခင်တခင်စိုက်ပျိုးတဲ့နေရာရှိအဲ့ဒီနေရာမှာဝိညာဉ်ထဲမှာတင်ဒီတခင်ကိုစကားပြောတဲ့အခါမှာတင်ခံကိုခံစားရတယ် တင်သိကိုသိတယ်တင်နာကိုနားလဲတယ်ဒီနေရာမှာဖျားငါကိုစိုက်ပြိုးတယ်လို့ဖျားတခင်ရဲ့ဝိညာဉ်ထဲမှာစကားပြောခြင်းခံရတယ်ဆိုရင်ဖျားရဲ့စကားကိုကျွန်တော်ဝန်ခံဖို့အတွက်ပဲဘာကြောင့်မို့လဲကျွန်တော်ရဲ့အသက်ကိုပိုင်တာသခင်ဖျား ဒီနေ့သခင်ဖျားကကျွန်တော်ကိုဘယ်နေရာမှာစိုက်ပျိုးပြီးမှဘလို့ကြီးထွားစေမယ်ဘလို့လှပစေမယ်ဆိုတာသခင်ဖျားကောင်းကောင်းသိတယ်။အာမင်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့အဲ့ဒါကိုကျွန်တော်လေးစားရင်းနဲ့လေအရင်ဝမ်းသာတယ်။နော်အသင်းတော်ဆိုတာတဲ့အသွေးအသား၌ဖျားသခင်ရဲ့ထင်ရှားခြင်းခုနပြောခဲ့ပြီးပြီ။အဲ့ဒီအသင်းတော်ကဘာလို့ဖို့လွတ်တယ်လဲဆိုရင် ဆက်လက်တိုးပွားများပြားလာခြင်းရှိတယ်ဆက်လက်တိုးပွားများပြားဖို့အတွက်ဖြစ်တယ်ဒါကြောင့်မို့တဲ့ကျွန်တော်တို့ဟာတဲ့ဖယားတခင်ဒီတဲ့အသွေးသား၌ထင်ရှားခြင်းမာတဲ့အသင်းတော်ဒီဖယားတခင်ရဲ့အိမ်တော်တမတရားတရားနဲ့တိုင်ဖြစ်ခြင်းတို့နဲ့တဲ့များစွာဆက်နွယ်နေသည် လွန်ခဲ့တဲ့ညမှာကျွန်တော်စာခဲ့တယ်။တမတရားဆိုတာစစ်မှန်ခြင်းစစ်မှန်ခြင်းဆိုတာဘုသူ့ကိုပြောတာလေခရစ်တော်ကိုပြောတယ်ဆိုတာကျွန်တော်စာခဲ့တယ်။ပြီးရင်အဲ့ဒီတမတရားရဲ့အခြေတရားတိုင်အဲ့ဒီတိုင်လည်းပဲဘုသူလဲဆိုရင် ခရစ်တော်ကိုဖြစ်တယ်ဆိုတာကိုလွန်ခဲ့တဲ့ညမှာကျွန်တော်တို့စာခဲ့တာဖြစ်တယ်။ဒီနေ့ညကအဲ့ဒီထက်မကတော့ဒီနေ့ညထက်ကြွေးတဲ့ဥစ္စာဆက်ကြည့်သွားမယ်။ ကျွန်ုပ်တို့ဒီတဲ့တက်ဆိုင်ရာဒေတာနိုင်တဲ့အဲ့ဒါနော်ကိုကိုရှိစေတဲ့ဒေတာနိုင်အသက်ရှင်တော့ခရစ်တော်ရဲ့ကိုခန္ဓာတော်အဖြစ်ရှိတော့အခါမှာတဲ့ကျွန်ုပ်တို့ဒီစစ်မှန်တော်ဖရာသခင်ရဲ့အိမ်တော်နဲ့စစ်မှန်ခြင်းရဲ့တည်နေရာနဲ့တိုင်ဖြစ်တည်ဩဂီယာချင်းသွားတယ်နော်ခရစ်တော်ကတမန်တော်ဖြစ်တယ်ခရစ်တော်ကစစ်မှန်ခြင်းဖြစ်ပါတ အခုအဲ့ဒါဒီမကတော့ကျွန်တော်တို့ကိုဒီနေ့ညပြောတဲ့အခါမှာခုနပြောတဲ့အတိုင်းကျွန်တော်တို့ဟာတဲ့တဆိုင်ရာဒေတာနိုင်တဲ့ဖယားတခင်စိုက်ပြိုးတဲ့ local church ထဲမှာအသက်ရှင်တော်ခရစ်တော်ရဲ့ကိုခန္ဓာတော်အဖြစ်ရှိတော့ခါခရစ်တော်ရဲ့ကိုခန္ဓာအဖြစ်ရှိတဲ့အခါမှာဒီနေ့ကျွန်တော်တို့ကြောက်ချင်းစခရစ်တော်ရဲ့ကိုခန္ဓာအแทမှာတိဆောက်ခြင်းခံရတဲ့အခါမှာတဲ့ ဘာထပ်ပြောလဲတစ်ချက်လေးဖတ်ချင်ပါတယ်ကျွန်ုပ်တို့ဒီစစ်မှန်တော်ဖရာသခင်ရဲ့အိမ်တော်ကျွန်တော်တို့ဘာဖြစ်လာလဲဖရာရဲ့အိမ်တော်တဲ့စစ်မှန်တဲ့ဖရာရဲ့အိမ်တော်ဖြစ်လာရုံမကဘူးတဲ့ကျွန်ုပ်တို့ဒီတဲ့စစ်မှန်ခြင်းဤတည်နေရစစ်မှန်ခြင်းရဲ့တည်နေရကျွန်တော်တို့ကိုယ်တိုင်ကစစ်မှန်ခြင်းရဲ့တည်နေရဖြစ်လာလုံးခဲ့တဲ့ပြောပြီး ကျွန်တော်တို့ရဲ့အတ္တတာမှာတမတရားစစ်မှန်ခြင်းဆိုတာခရစ်တော်အခုကကျွန်တော်တို့ရဲ့အတ္တတာမှာအဲ့ဒီအိမ်တော်အแทမှာကျွန်တော်တို့ကိုခရစ်တော်အแทမှာရှိစေတဲ့အခါမှာကျွန်တော်တို့ကခရစ်တော်နဲ့ကျွန်တော်တို့ကဘာဖြစ်လဲတလုံးတဝရဖြစ်လာတတားတကိုယ်တည်းဖြစ်လာဒါကြောင့်မို့ကျွန်တော်တို့ဒီတဲ့စစ်မှန်တော့ဖရားရဲ့အိမ်တော်တဲ့ နှစ်တဲ့စစ်မှန်ခြင်းရဲ့တီနီယာတီနီယာနှစ်တိုင်ဖြစ်လာတာအဲ့ဒါပါလေကျွန်တို့ရဲ့အတ္တတာအထဲထဲမှာသခင်ဖျားကလीကျွန်တို့ကိုတဖြည်းဖြည်းရယူနေတာအဲ့ဒါဒါကြောင့်ကျွန်တော်အဲ့ဒါကိုလीအင်္ဂလိပ်လိုထပ်ဖတ်တဲ့အခါမှာလीအော်ကြည်စမ်းလို့ဖျားခင်ဒီအသွေးသားနဲ့ထင်ရှားခြင်းရဲ့ဆက်လက် တိုးပွားများပြားလာခြင်းကသူတယောက်တည်းမဟုတ်တော့အခုကအခုကကျွန်တော်တို့တွေကိုပါဖယားကအဲ့ဒီစစ်မှန်ခြင်းရဲ့အိမ်စစ်မှန်ခြင်းရဲ့တည်နေရာနဲ့တိုင်ဖြစ်တယ်ကျွန်ုပ်တို့ဒီလို့ရှေ့မှာခံထားဘာကြောင့်မို့လဲခရစ်တော်နဲ့ကျွန်တော်တို့ကတတားတကူတည်းဖြစ်လာအိမ်ပဲ အဲ့ဒါပါလဲဆိုအသင်းတော်အသွေးသား၌ဖယားတခင်ထင်ရှားတာအဲ့ဒါထင်ရှားတာကယေရှုအထဲမှာပဲထင်ရှားတာမဟုတ်တော့အခုကယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်နဲ့ယုံကြည်လက်ခံတဲ့ကျွန်တော်တို့ရဲ့အသက်တာအထဲထဲမှာပါခရစ်တော်ရဲ့ထင်ရှားခြင်းကဆက်လက်တိုးပွားများပြားလာခြင်းဖြစ်တယ်အာမင်တော့ကျွန်တော်မွေးလျော်တဲ့အခါအိုးသခင်ယေရှုလို့ကိုရောကိုဂျေဇုတဲ့နော် ဒါကြောင့်ဣတီမာတဲ့ကျွန်ုပ်တို့ဒီဘုရားတခင်က အသွေးအသားနိုင်တဲ့ထင်ရှားခြင်းရဲ့ကြီးမားကျယ်ပြန့်လာခြင်းဖြစ်တယ်။ကြီးမားကျယ်ပြန့်လာတာ၎င်းမှာတဲ့ဘုရားတခင်ဒီမိမိကိုယ်တော်တိုင်အသွေးသား၌ပို၍ကျယ်ပြန့်စွာနောက်တဖန်ထင်ရှားခြင်းဖြစ်သည်။နောက်တဖန်ထင်ရှားတာအသွေးသားထဲမှာ ဒါကြောင့်ဓမ္မတိကျမ်းရဲ့အလေးလာမှာတဲ့လူစာတိခံခြင်းရဲ့အလေးလာဖြစ်တယ်။ဤဒီမှာတဲ့ဘုရားသခင်ကိုတော်တိုင်းဒီအသွေးသား၌ထင်ရှားခြင်းဖြစ်တယ်။တနည်းအားဖြင့်ဘုရားသခင်ဒီအပြင်ပိုင်း၌မဟုတ်ပဲတဲ့အတွင်ပိုင်း၌လူနဲ့အတူတကွယောနောပေါင်းစည်းခြင်းဖြစ်တယ်။အဲ့ဒါအခုကဖရားရဲ့ထင်ရှားခြင်းကဆက်လက်တိုးပွားနေတာ။ဘာကြောင့်မို့လဲဆိုတဲ့အခါမှာဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာ သခင်ဖီးယားကတဲ့လူရဲ့အပြင်ပိုင်းမဟုတ်ပဲအတွင်ပိုင်းနဲ့လူနဲ့အတူတကွာယောနောပေါင်းစည်းနေခြင်းဖြစ်သည်အာမင်သခင်ဖီးယားနဲ့ကျွန်တော်တို့က one ဖြစ်သွားတာအသင်းတော်ဒီတဲ့ဒါကြောင့်မို့ဆက်ပြီးမှပြောထားတဲ့အထက်မှာဩဝါဒမဟုတ်ဘူးတဲ့စုဂျေစုများဖြစ်ထင်ရှားခြင်းလည်းမဟုတ်ဘူးတဲ့ဖီးယားသခင်ရဲ့ထင်ရှားခြင်းဖြစ်တဲ့အာမင်သခင်ယေရှုကိုရောကိုလိုအပ်ပါ ဒါကြောင့်အတင်းတော်ဒီဩဝါဒအညာတို့မဟုတ်စုကျေစုများကိုတယုတ်ဖော်ပြထားခြင်းမဟုတ်ပဲဖယားတခင်ကိုတဲ့ခရစ်တော် night ထင်ရှားတော်နော်ခရစ်တော် night တန်ရှင်တော်ဝိညာဉ်တော်အဖြစ်ထင်ရှားစေခြင်းဖြစ်သည်အာမင်ဒါကောင်းစဉ်တစ်ခုတကယ်ကိုပဲဒီနေ့သခင်ဖျားရဲ့အတင်းတော်ဟာအသွေးသား၌ထင်ရှားတဲ့အခါမှာဒီနေ့ဖျားတခင်ဒီအသွေးသား၌ထင်ရှားခြင်းရဲ့ ဆက်လက်တိုးပွားနေတယ်တဲ့များပြားလာခြင်းဖြစ်တယ်အသင်းတော်အသက်တာအဖြစ်ဟာလေလုယဒါကြောင့်တရကြိုက်ကျွန်တော်တို့ကိုတခင်ဖျားကလာခေါ်တဲ့အခါမှာသူ့ရဲ့ကိုခန္ဓာတော်အသက်တာအသင်းတော်ကိုလာခေါ်တယ်ဒါကြောင့်မို့အသင်းတော်လို့ပြောတဲ့အခါမှာခရစ်တော်နဲ့ကျွန်တော်တို့က one ဖြစ်တယ်တရကြိုက်ကျွန်တော်တို့ကเยรูซาเล็มမြို့တစ်ဆိုတာအဲ့ဒါ one တတို့သားနဲ့တတို့တမီးကเนาะအဲ့ဒါ one လို့ခေါ်တယ် နှုတ်ကပတ်တော်ထဲမှာအာဒန်ထံလူမိမောက်ခေါ်လာတဲ့အခါမှာထို့တူလင်များတို့ဒီတတားတကိုယ်တည်းဖြစ်ကြတယ်ဝမ်းဖြစ်သွားတာယေရုရှလင်မြို့တိတ်ကြရင်ကျွန်တော်တို့လည်းပဲကျွန်တော်တို့ကိုဖန်ဆင်းတဲ့တခင်နောက်စကလုံးတစ်လုံးပြောမယ်ကျွန်တော်တို့ရဲ့တတို့သားနဲ့ဝမ်အခုကတည်းကနေဘုရားတခင်ရယူတယ်ဒါကြောင့်မို့ခုနပြောတဲ့အတိုင်းပဲအပြင်ပိုင်းမဟုတ်ပဲနဲ့အတွင်ပိုင်းနဲ့လူနဲ့အတူတကွာ ယောနောပေါင်းစည်းခြင်းဖြစ်တယ်သခင်ယေရှုကိုရောကိုချစ်ပါတယ်အာမင်ကနောက်တစ်ခုခေါင်းစဉ်ကအပြင်ပိုင်းပြောင်းလဲခြင်းအပြင်တိဆောက်ထားခြင်းမဟုတ်ပါကျွန်တော်ကလေအဲ့ဒီခေါင်းစဉ်လေးတို့ဖတ်ပြီးမှစင်ချင်တာအနှစ်သာရရှိတယ်သူကဘာပြောလဲဆိုအပြင်ပိုင်းပြောင်းလဲခြင်းအပြင်တိဆောက်ထားခြင်းမဟုတ်ပါဒါဆိုရင်ကျွန်တော်မေးရမယ် အပြင်ပိုင်းဆိုပါလေမြင်ရတဲ့အရာအဲ့ဒီမြင်ရတဲ့အရာနဲ့အသင်းတော်ကိုတည်ဆောက်ထားခြင်းမဟုတ်ပါဘူးတဲ့ဒါဆိုရင်အသင်းတော်ကိုဖရားဘလို့တည်ဆောက်နေတယ်လေကျွန်တော်တို့ထပ်မေးရမယ်နော်နှုတ်ဘတော်စားတဲ့အခါတကြောင်ဒီထဲမှာအောက်မှာခုနလေးပဲနော်ရှေ့မှာပြောသွားတဲ့ point out လုပ်ထားတဲ့စာရေးသူက ကျွန်တော်တို့ကိုအမြင်မှန်ရစေခြင်းလေ အလွဲမယူစေခြင်းလို့သူကဘာပြောလဲဆိုတဲ့အခါမှာအသင်းတော်အတွေ့တဲ့လှုပ်ရှားမှုတစ်ခုတော့မဟုတ်လူများကို ပုံစံအသစ်တစ်ခုဖြစ်ရန်တွင်တင်လေ့ကျင့်ပေးကြနေသည်ဟုထင်မှတ်မိကိုကျွန်ုပ်အလွန်စိုးရိမ်ပါလေအသင်းတော်ဆိုတာဟာမင်းဘလို့ worship ဥဆောင်လေဆိုရင် မင်းဘလို့ဥဆောင်တချင်းကိုဘလို့ဆိုရတယ်ဘလို့လို့ရအပြင်ပိုက်ဆိုင်ရာတင်ချွတ်ဆွတ်တင်တင်ပေးလိုက်လို့ရနောက်တစ်ခုဝေငှမဲ့သူကိုလည်းပဲစန်းစာကြောင်လွတ်လိုက်ပြီးမှစန်းစာကြောင်ထဲမှာလည်းဟာဒီကောင်းစင်နဲ့ပတ်သက်လိုက်ချွတ်ဆွတ်ဘလို့ဝေငှရတယ်နော်တင်ပေးလိုက်လို့ရတယ်အပြင်ပိုက်ဆိုင်ရာမှာကွတ်တီကိုထွက်လာ သူဘာပြောလဲဆိုရင်အသင်းတော်ဟာတဲ့လှုပ်ရှားမှုတစ်ခုတော့မဟုတ်လူများကို ပုံစံအတစ်တစ်ခုဖြစ်ရင်တွင်တင်လိကျင့်ပီးနေတည်းဟုထင်မှတ်ခြင်းကိုကျွန်ုပ်အလွန်စိုးရိမ်တယ်အတိတ်ပဲပါလေအပြင်ပိုင်းတဒံ form ကတော့ကျွန်တော်တို့ရသွားတယ်ဘလို့ဥဆောင်ရတယ်ဘလို့ပြောရတယ်ဘလို့ဆိုရတယ်ဘလို့နေထိုင်ရတယ်ပြုမှုရတယ် form ကတော့ကျွန်တော်တို့အကုန်ရသွားနိုင်ပါတယ်ဒါပေမဲ့တဲ့ဒီနေ့ကျွန်တော်တို့ရဲ့အတ္တဓမ္မဖယားတခင်တိဆောက်နေတာကကျွန်တော်တို့ရဲ့အတ္တအထဲထဲမှာသူ့ရဲ့အတ္တနဲ့တိဆောက်နေတယ်ဆိုတာကျွန်တော်တို့သိကိုသိရမယ်ဒါကြောင့်ကျွန်တော်တို့ရဲ့နှုတ်ကပတ်တော်စီစဉ်ခြင်းလို့ပြောတဲ့အခါမှာ ဖခင်ရဲ့အသက်ထဲမှာကျွန်တော်ကိုတည်ဆောက်ပေးတဲ့ဥစ္စာဖခင်ရဲ့အသက်ထဲမှာကျွန်တော်ကိုကြွေးမွေးတဲ့အရာကို ကျွန်တော်ကပြန်လဲစီစဉ်ရဒါမဟုတ်ဘူးဆိုရင် form အနေနဲ့ပြင်ပန်းတဒံနဲ့ပဲကျွန်တော်တို့ကဥဆောင်တော်သူဖြစ်သွားလိမ့်နောက်တစ်ခုထဲမှာเนาะနောက်တစ်ခုထဲမှာနောက်တစ်ခုမှာဗာပြောလဲဆိုတဲ့အခါမှာ အတင်းတော်ဒီတဲ့တက်ဆိုင်ရာ ပုံစံတစ်ခုရဲ့အတွင်တံအရာဖွဲ့စည်းတည်ထောင်ထားခြင်းမဟုတ်ကြောင်းကိုကျွန်ုပ်အလေးထားပြီးထက်ခါထက်ခါပြောလိုပါတယ်တဲ့အသက်ရှင်သောဖရာသခင်ဒီကျွန်ုပ်တို့၌ကင်းဝတ်နေခြင်းမှာဩဝါဒနဲ့တက်ဆိုင်သောအရာမဟုတ်ဘူးယနေ့တွင် များစွာသောခရိယန်တို့ရဲ့နေ့စဉ်အသက်ရှင်လျှောက်လန်းခြင်းကိုကြည်ခြင်းအဖြစ်သူတို့ဒီအတွင်းပိုင်းအသက်နဲ့ခရစ်တော်ကိုသူတို့ရဲ့အသက်အဖြစ် မတိကျသေးကြောင်ဖော်ပြနေတခြားဒီနေ့အသင်းတော်ကိုတိဆောက်တဲ့အခါမှာဘာနဲ့မတိဆောက်ဘူးလဲဆိုရင် အပြင်ပိုင်းပြောင်းလဲခြင်းအဖြစ်တိဆောက်ထားခြင်းမဟုတ်ဘူးလေဖခင်ဘာနဲ့တိဆောက်နေတယ်လဲဆိုရင်အတွင်းပိုင်းအသက်နဲ့ဖခင်ရဲ့အသက်နဲ့တိဆောက်ထားတယ်ဖခင်ရဲ့အသက်နဲ့တိဆောက်ထားခြင်းမရှိဘူးဆိုရင်အဲ့ဒါအရန်စိုးရိမ်တယ် ပုံစံကတော့ကျသွားတယ်ပုံစံကျသွားတယ်ရှယ်ပဲဘုရားရှိခိုးပုံစံဘာနဲ့သွားတူလဲဆိုရင်ကျွန်တော်တို့ဘာနဲ့သွားတူလဲဆိုတဲ့ခါကျတော့ကျွန်တော်တို့ကယေရုရှလင်မြို့မှာသွားတဲ့အခါမှာဘုရားရှိခိုးတယ်ပုံစံပွက်တိဗိမာန်တော်ကြီးလဲဟိမ့်နေတာပဲတခင်ယေရှုဝင်လာတဲ့အခါတခင်တော့နေရာမရဘူးဟိမ့်နေတာ မလေးကွက်တိဘလို့ရှစ်ခိုးမဲ့ဘလို့လောက်ရမဲ့အကုန်ပုံစံစနစ်တကျရှိတာဒါပေမဲ့တခင်တောင်နေရာရလားတခင်တောင်နေရာမရဒီနေ့ကျွန်တော်တို့ရဲ့အတ္တဓမ္မအဲ့ဒါပဲဒီနေ့ဖရာတခင်တီဆောက်နေတော့အသင်းတော်အတ္တကအပြင်ပိုင်းဆိုင်ရာပြောင်းလဲခြင်းအပေါ်ယံအကာနဲ့ကျွန်တော်တို့ကိုတီဆောက်နေတာပါ ခုနဖတ်သွားတဲ့အတိုင်းပဲအတွင်ပိုင်းအသက်နဲ့အဲ့ဒါပဲခရစ်တော်ကိုဒီနေ့ခရစ်တော်ရဲ့အတွင်ပိုင်းအသက်နဲ့ကျွန်တော်တို့ရဲ့အသက်တာအထဲမှာတည်ဆောက်နေတယ်ဆိုတော့အဲ့ဒါတည်ကိုတည်ရမယ်အသက်တာမှာခံကိုခံစားရအဲ့ဒီအခါကျမှပဲကျွန်တော်တို့ရဲ့အသက်တာကအပြင်ပိုင်းဆိုင်ရာကိုမျက်မှောက်မပြုဘဲနဲ့ကိုယ့်ရဲ့အသက်တာထဲမှာ အသက်အဖြစ်မဆနေတဲ့ခရစ်တော်ကိုပဲကျွန်တော်တို့မျက်မှောက်ပြုလာလိမ့်မယ်။အဲ့ဒီခရစ်တော်ဟာကျွန်တော်အထဲမှာအသက်မဆရသခင်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နားလေသဘောပေါက်လာရင်အပြင်အကာအယံတွေကအေးမကြီးတော့အေးမကြီးတော့သခင်ယေရှုကိုရောကိုလိုအပ်ပါတယ်။ဒါကြောင့် ျွန်တော်တို့ကိုဆက်ပြီးမှကြွေမွေးတဲ့အခါမှာဘာပြော့လဲဆိုတဲ့အခါမှာကျွန်တို့ဒီတဲ့အတွင်ပိုင်းအသက်၌ပြောင်းလဲခြင်းရှိရပါမယ်တဲ့အတွင်ပိုင်းเนาะဒါကြောင့်အပြင်ပိုင်းကိုကျွန်တော်အများကြီးမပြောတော့ဘူးရှေ့မှာလည်းပဲအများကြီးစစ်စင်သွားပြီဖြစ်တော့ကြောင့်ကျွန်တော်တို့ဟာတဲ့အတွင်ပိုင်းအသက်၌ပြောင်းလဲခြင်းရှိရပါအသင်းတော်ကို သိရှိနားလည်ရမယ်အသင်းတော်ဒီတဲ့ဖယားနဲ့လူဤယောနောပေါင်းစည်းခြင်းဖြစ်သည်ခုနပြောပြီးပြီအသင်းတော်လို့ပြောတဲ့အခါမှာဖယားနဲ့လူနဲ့ပေါင်းစည်းတာအဲ့ဒါအသင်းတော်ဖြစ်တယ်ကျွန်ုပ်တို့ဒီတဲ့စိတ်ဝိညာဉ်နဲ့စိတ်နှလုံးအကြောင်းကိုများစွာပြောဆိုခဲ့တယ်ဖယားတခင်ဒီကျွန်ုပ်တို့အထဲတို့ထဲ့ဝင်ရာ ဖြစ်၍တဲ့ကျွန်တော်တို့ဒီကိုတော်ရဲ့ထဲ့ဝင်ခြင်းကိုခံတော်တဇာပလာတွေဖြစ်တယ်အာမင်ဒါကြောင့်ဖယားနဲ့ကျွန်တော်တို့ကဘာဖြစ်သွားသလဲဆိုတဲ့အခါကျတော့ဖယားနဲ့လူနဲ့ယောနောပေါင်းစည်းသွားတော့ကြောင့်အဲ့ဒါကအသိတော်ဖြစ်ရောမကောက်အဲ့ဒါကဖယားနဲ့ကျွန်တော်တို့က one ဖြစ်သွားတာတတားတူကိုယ်လည်းဖြစ်သွားတာအဲ့ဒါကိုနားလည်ဖို့အတွက်လေး ကျွန်တော်တို့ကိုဘာနဲ့ထัจွေလဲဆိုဥပမာအနေနဲ့အတားကင်စားပုံစားနည်းကိုထပ်ပြောပြ နားမလဲပါဆိုလို့ကျွန်တော်တို့အတားကင်သွားစားတဲ့အခါဟာအနံ့လဲကောင်းအရသာလဲကောင်းဒါပေမဲ့အဲ့ဒီအတားကင်ကအပြင်မှာပဲရှိနေရင်ကိုမစားဘူးဆိုရင်ကိုအထဲမှာခွန်အားလဲမဖြစ်ဘူးအတားကင်ဘလောက်ပဲခွန်အားရှိတဲ့ကြမ်းမချင်းအတွက်ကောင်းတဲ့ အာရင်ဖြစ်စေတဲ့ဘလောက်ပဲတိဘလောက်နားလေအဲ့ဒီအသားကင်ကအပြင်မှာပဲရှိနေကိုယူမစားဘူးဆိုရင်ကိုအထဲမှာအဲ့ဒီအသားကင်နဲ့ကျွန်တော်နဲ့တလုံးတော့ဖြစ်မလားဒါကြောင့်အဲ့ဒီအသားကင်ကိုတဲ့ကျွန်တော်တို့ယူစားလိုက်တဲ့အခါမှာကိုခန္ဓာထဲမှာတဲ့သူဘာဖြစ်လာလဲဆို digest အစာခြေလိုက်အစာခြေလိုက်တဲ့အခါကျတော့ဘာဖြစ်လဲအာဦးလန်းကျောင်းထဲမှာရှိတဲ့သွေးကြောမြင်ကနေပြီးမှ အာအင်းတွေကစုပ်ယူတော့တာစုပ်ယူယုံပဲကပါမယ်လိုအပ်တဲ့เนาะသွေးသားတစ်ခုချင်းစီတိုင်းကခွန်အားအနေနဲ့ဖြန့်ဖြူးပေးလိုက်အဲ့ဒီအစာစာနဲ့ကျွန်တော်တို့ရဲ့အင်္ဂါ digestion system ပေါ့เนาะကျွန်တော်အထဲမှာရှိတဲ့အစာချင်းတလုံးတဝရဲဖြစ်တာကျွန်တော်ရဲ့ကိုယ်ခန္ဓာထဲမှာသူဝင်ရောက်တဲ့အခါကျတော့ကျွန်တော်စားသုံးလိုက်ခြင်းအဖြစ်မွေးလျော်ဝမ်းမြောက်ခြင်းအဖြစ် ကျွန်တော်ရဲ့ကိုယ်ခန္ဓာထဲမှာဘာဖြစ်သွားသလဲဆိုတဲ့အခါအာရင်ဖြစ်သွားတယ်။ထိုနည်း၎င်းပဲတဲ့။အီဒီမာတဲ့အသင်းတော်ရဲ့စစ်မှန်တော်ပကြီကာချက်ဖြစ်တယ်။နော်ခုနပြောတဲ့အတိုင်းအဲ့ဒါကိုပြောထားတာ။ကျွန်တော်တို့ရဲ့ one byte ထဲမှာအတားကင်ရောက်တဲ့အခါမှာတဲ့အစာကျညက်သွားပြီးတော့တဲ့။တင့်ကိုယ်ခန္ဓာရဲ့ဖွဲ့စည်းတိဆောက်ခြင်းကိုဖြစ်ပွားစေတယ်။ တလုံးတော့ရတယ်ဖြစ်သွားဒီနေ့ဖယားနဲ့ကျွန်တော်တို့ဟာအဲ့ဒီကဲ့သို့ယောနောပေါင်းစည်းနေတယ်ဆိုတာကျွန်တော်တိမြင်ဖို့လဲလိုအပ်ပါတယ်အာမင်ဒါမှမဟုတ်ဘူးဆိုရင်တဲ့ယခုမျက်မှောက်ကာလမှာရှိရခရိယန်လောကဟာအသက်ရဲ့စစ်မှန်ခြင်းရှိရမည်စာခုနပြောပြီးပြီအသက်တော်ကိုဘာနဲ့တိဆောက်တာလဲ အပြင်ပိုင်းဆိုင်ရာပြောင်းလဲခြင်းတချို့ကနှုတ်ကပတ်တော်စားရပြီစစ်မှန်ခြင်းကိုတိပြီတိပြီမှာပါဖြစ်လဲအကာယံတွေကတော့ချွတ်ပယ်လိုက်တယ်တဲ့နော်ချွတ်ပယ်လိုက်ပါတယ်တဲ့ဒါပေမဲ့သူ့ရဲ့အသက်ရှင်ခြင်းကစစ်မှန်ခြင်းဖရာရဲ့တိဆောက်ခြင်းစိဆက်ထုံးဖွဲ့ခြင်းမှမရှိဘဲနဲ့အရင်ပုံစံဟောင်းအတိုင်းပဲသူ့အနေနဲ့အသက်ရှင်နေဆိုရင်ဒါလည်းမပြောင်းလဲ နော်အဲ့ဒါကိုအဲ့ဒါခလေလောက်မှာသူကြွေးမွေးထားတာဖြစ်တယ်တခြားကျွန်တော်တို့ရဲ့အတ္တမှာဖရာသခင်လိုချင်တာဘာလဲလို့ပြောတဲ့အခါမှာဒီနေ့ကျွန်တော်တို့ကိုဘာရာကြီးတက်တက်အနေနဲ့အသက်မရှင်စေခြင်းတကယ်ပဲသူ့ရဲ့အတွင်ပိုင်းเนาะကျွန်တော်တို့ရဲ့အသက်တာအထက်ထဲမှာသူ့ရဲ့အသက်နဲ့တိဆောက်ပေးခြင်းနဲ့เนาะ အတွင်ပိုင်းအသက်ထဲမှာကျွန်တော်ပြောင်းလဲခြင်းရှိပြီလားဒါကိုကိုကိုမေးဖို့အတွက်ပဲကိုကအသားကင်ကိုစိုင်းအသားကင်စီကနေရတဲ့အာဟာရကတော့ရတာပေါ့ဒါပေမဲ့ကျွန်တော်ကခရစ်တော်ရဲ့အသက်ကိုစားပြီလားခရစ်တော်ကိုစားပြီလားတုံခဲတဲ့ညမှာပြောပြီးပြီ အပြင်မှာစားတဲ့အစာတွေကအလုံးကအရိပ်ပဲတဲ့တကယ်အစာစစ်ကခရစ်တော်ကကျွန်တော်ရဲ့အစာစစ်ဖြစ်တယ်အဲ့ဒါပါလေဝိညာဉ်လူရဲ့အစာစစ်အာမင် ဲ့ကြောင့်ကျွန်တော်တို့တရားကျင့်စီတိုင်းဒီနေ့ပြန်လဲစဉ်းစားဆင်ခြင်ဖို့ရအတွက်အပြင်ပိုင်းပြောင်းလဲယုံတက်တက်ပဲမဟုတ်ပါဘူးဒီနေ့ကျွန်တော်တို့ရဲ့အတ္တမှာအတွင်ပိုင်းအသက်၌ပြောင်းလဲပြီလားအဲ့ဒီပိုင်းအတွင်ပိုင်းအသက်၌ပြောင်းလဲခြင်းရှိဖို့ရန်အတွက်ဒီနေ့စာရေးသူကကျွန်တော်တို့ကိုအဓိကချွေးပေးထားတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီနေ့ကောင်းစင်ထဲမှာပြန်ဤကုန်ချုပ်လိုက်မယ်ဆိုရင် အပြင်ပိုင်းပြောင်းလဲခြင်းအဖြစ်တိဆောက်ထားခြင်းမဟုတ်ပါဘာကိုပြောတာလဲအသင်းတော်ကိုအပြင်ပိုင်းပြောင်းလဲခြင်းနဲ့တိဆောက်ထားတာမဟုတ်ဘူးတဲ့အသင်းတော်ကိုခရစ်တော်ရဲ့အသက်နဲ့အသွင်ပိုင်းဆိုင်ရာကိုတိဆောက်ထားနေတယ်ဆိုတာကိုကျွန်တော်တို့မွေးလျော်ဝမ်းမြောက်ဖို့အတွက်နေ့တိုင်းတခင်ရဲ့အသက်ထဲမှာစိတ်ဆက်ထုံးဖွဲ့ခြင်းထဲမှာမွေးလျော်ဝမ်းမြောက်ဖို့အတွက်ဖြစ်ပါတယ် the key issue 그러고침묵하이아멘